ဆရာတို့ဆရာမတို့အားလုံးမင်္ဂလာပါရှင်။ကျွန်တော်တို့စိတ်ကျမ်းမာရေးသူနာပြုစုမှုပညာဌာနကတော်ရွယ်ပမောက်ခဒေါက်တာသက်ဆွမ်းဖြစ်ပါတယ်ရှင်။ဆရာမတို့ဒီနေ့သင်ကြားပေးမယ့်ကောင်းစဉ်လေးကတော့ဆရာမတို့ရဲ့ NUFN 3415 Teaching and Learning in Nursing and Midwifery Education ဆိုတဲ့စာအုပ်ထဲကနေပြီးတော့မှ Unit 2ဖြစ်တဲ့ Education and Principles and Teaching Methods ဆိုတဲ့အကြောင်းလေးပဲဖြစ်ပါတယ်။ဆရာတို့ဆရာတို့ဆရာမတို့မှာဒီ NUFN 3415နဲ့ပတ်သက်ပြီးတော့မှစာအုပ်လေးနှစ်အုပ်ရှိပါလိမ့်မယ်။ educational module ရဲ့ workbook ရဲ့ဆိုပြီးတော့မှစာအုပ်လေးနှုတ်ရှိပါလိမ့်မယ်ဒီ unit 2ကတော့ educational module ထဲမှာဆိုရင် page number 33ကနေပြီးတော့မှ53အထိရှိပြီးတဲ့အခါကျတော့ workbook ထဲမှာကတော့ page number 27ကနေပြီးတော့မှ31အထိရှိပါတယ်ရှင်အဲ့တော့ unit 2ဆိုတဲ့ခေါင်းစဉ်လေးရဲ့အောက်မှာကျမတို့ခေါင်းစဉ်အခွင့်အလေးနှစ်ခုရှိပါတယ်2.1ကတော့ educational principle ဖြစ်ပြီးတဲ့အခါကျတော့2.2ကတော့ teaching method အခမ်းအနားဖြစ်ပါတယ် ဲ့တော့ now learning activity အနေနဲ့ဆိုရင်ဆရာမတို့ဗာလေးတွေတွေ့ရအောင်လဲဆိုတော့ဆရာမတို့မှာ unit 2နဲ့ပတ်သက်ပြီးတော့မှ pre test လေးတွေလုပ်ရမယ်ပြီးရင် core material နဲ့ recommended reading တွေကိုဖတ်ပြီးတဲ့အခါကျတော့ workbook ထဲမှာရှိနေတဲ့ activity လေးတွေကိုသွားလုပ်ရမယ်အဲ့ဒါပြီးသွားပြီဆိုရင်တော့ဆရာမတို့တွေ post test လေးကိုပြန်ပြီးတော့မှဖြေရမှာဖြစ်ပါတယ်ကျမတို့ဒီနေ့ education နဲ့ module ခန်းထဲမှာရှိနေ module ဆောင်ထဲက unit 2ကိုပဲအဓိကထားပြီးတော့မှသင်ကြားသွားပြီးတော့မှ workbook ကတော့ဆရာမတို့ကိုယ့်ဘာသာကို self assessment အနေနဲ့လုပ်ရမှာဖြစ်ပါတယ်ဆိုတော့ ုနကကျွန်မတို့ပြောသွားခဲ့တဲ့2.1 educational principle ရဲ့2.2 teaching method ရဲ့နှက်ခမ်းနေရမှာကျွန်မပထမဆုံးခေါင်းစဉ်ဖြစ်တဲ့2.1 educational principle ဆိုတဲ့အကြောင်းလေးကိုစပြီးတော့မှပြောကြားသွားပေးပါမယ်။အဲ့တော့ဒါကတော့ educational principle ဆိုတဲ့အောက်ကနေပြီးတော့မှထားတဲ့ objective လေးပါ။ objective လေးကနှစ်ခုရှိပါတယ်။နံပါတ်1 objective လေးကဘာလေးလဲဆိုတော့ကျွန်မတို့7 principles of good teaching practice နဲ့ပတ်သက်ပြီးတော့မှအသေးစိတ်ဆွေးနွေးနိုင်ရမယ်တဲ့။ဆိုတော့ဒါလေးကလည်း ဒီ MCQ အနေနဲ့ရော short question အနေနဲ့ရောအမေးများတဲ့အပုတ်လေးပါနောက်တစ်ခုကကျတော့ဒီအောက်မှာကိုပဲ principles of adapt learning ဆိုပြီးတော့မှနောက်တစ်ပုတ်ရှိပါသေးတယ်အဲ့ဒါကိုကျမတို့က objective နှစ်ခုအနေနဲ့ပြောထားခဲ့တာပါအခုဒီ video file လေးထဲမှာတော့ကျမပထမဆုံး objective ဖြစ်တဲ့ seven principles of good teaching practice ဆိုတဲ့ဥစ္စာလေးအကြောင်းကိုစပြီးတော့မှပြောပြောပေးသွားမှာ ဖြစ်ပါတယ် ဒါတော့ Seven Principles of Good Teaching Practice ကိုကာတွန်းပုံလေးဆွဲထားပေးတာပေါ့နော်။အရင်ဆုံးဆရာမတို့တွေဘာရှိရမလဲဆိုတော့ Student Faculty Contact တွေရှိရမယ်။နောက်က Cooperation ပူးပေါင်းဆောင်ရွက်ရမယ်။နောက်က Active Learning တက်ကြွစာလေ့လာသင်ယူရမယ်။နောက်တစ်ခါ Time on Task အလုပ်ပြီးဖို့အတွက်ကိုအချိန်ကိုလည်းကျမတို့ကအချိန်ကိုလည်း manage လုပ်နိုင်ရမယ်။နောက် Communicate High Expectation ဆိုတာကကျမတို့ကဒီ စာတင်ကြားလေးလာတဲ့အခါမှာကြီးမန်းချက်မြင့်မြင့်ထားပြီးတော့မှလေးလာတင်ယူရမယ်လို့ပြောတာပါနောက်တစ်ခုကကျတော့ diverse talent sense ways of learning ပေါ့နော်လူတွေမှာဆိုရင်ကျမတို့ ဟို talents အမျိုးမျိုးသူတို့ရဲ့ထူးချွန်တဲ့စွမ်းရည်တွေအမျိုးမျိုးရှိပါတယ်နောက်ခါသင်ယူမှုပုံစံအမျိုးမျိုးရှိပါတယ်အဲ့ဒါကိုလေကျွန်တော်တို့ကအထူးလေးစားပြီးတော့မှသူတို့ရဲ့လေးလာတဲ့ပုံစံကကိုယ်နဲ့မတူနေရင်လည်း respect ထားပေးရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကကြတော့ prompt feedback ပေါ့နော်ဒါကတော့ cartoon လေးဆွဲထားတဲ့ဥစ္စာလေးသဘောကျလို့ထည့်ထားပေးတာပါဆရာမတို့စာထဲမှာတော့အဲ့တိုင်းကိုနံပါတ်အဆင့်တိုင်းဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့စာထဲမှာရှိနေတဲ့စာရဟိုရေးထားတဲ့အထက်ကနေပြီးတော့မှ Seven Principles for Good Teaching Practice ကတော့ဒီလိုပုံစံလေးနဲ့လာပါလိမ့်မယ်။နံပါတ်1ကနေ9အထိပေါ့နော်။အဲ့တော့ဒါလေးကိုကျွန်မစာကြည့်ရမယ့်အပုတ်ဖြစ်တဲ့အတွက်ကြောင့်မလို့အသေးစိတ်လေးပြန်ပြီးတော့မှရှင်းပြပါမယ်။နံပါတ်1တစ်ချက်ကကြတော့ encourage student faculty content ပေါ့နော် student faculty content လို့ပြောတဲ့နေရာမှာကျမတို့ကကျောင်းသားနဲ့ faculty ဆရာနဲ့ကြားထဲမှာထိတွေ့မှုကိုများများရှိနိုင်သမျှရှိအောင်လို့အားပေးရမယ်တဲ့နောက်တစ်ချက်ကကြတော့သူကဘာကို encourage လုပ်ရမလဲဆိုတော့ cooperation among student ကျောင်းသားအချင်းချင်းရဲ့ကြားထဲမှာပူးပေါင်းပါဝင် ဆောင်ရွက်ဖို့အတွက်ကိုကျမတို့လုပ်ပေးရမယ်ကျမတို့ group small group လေးတွေလုပ်ပြီးတဲ့အခါကျတော့ participation ကောင်း cooperation ကောင်းလို့လည်းတိုက်တွန်းအားပေးရမယ်အဲ့တော့နောက်တစ်ချက်ကဘာလဲဆိုတော့သူက active learning ဟိုတက်ကြွဆိုတာလေ့လာသင်ယူမှုပုံစံအောင်လည်းကျမတို့တိုက်တွန်းအားပေးရပါမယ်တဲ့အဲ့တော့ဒီမှာကျတော့နံပါတ်၄မှာ prompt feedback လေးကိုထည့်ထားပေးပါရစေ။ခုနကကတ်တွန်းပုံလေးနဲ့နံပါတ်လေးလွှဲသွားတာပေါ့နော် တော့ prompt feedback ဆိုတာကလေးလာတင်ယူတဲ့အခါမှာသူတို့မှမေးစရာမေးခွန်းတွေရှိလာတာမျိုးတို့နောက်ကမရှင်းတဲ့အချက်တွေဘာတွေမေးလာတာမျိုးလို့အဲ့မျိုးတွေဖြစ်လာခဲ့တဲ့ဆိုရင်လည်းကျမတို့က prompt ဆိုတာကချက်ချင်းမဆိုင်မတွပြန်ပြီးတော့မှအဖြေပေးတာမျိုးတွေလည်းတုတ်ပေးရပါမယ်တဲ့အဲ့တော့နောက်တစ်ချက်ကဘာလဲဆိုတော့သူက time on task time on task ဆိုတာက emphasize times on task အလုပ်တွေလုပ်တဲ့အခါမှာကျမတို့က time management ကောင်းရမယ်တခုတည်းမှာပဲအချိန်တွေကိုပုံပြီးတော့တုံးတာမဟုတ်ပဲနဲ့ စလည်းဆုံးအကြောင်းသုံးပါးစလုံးမှာကျွန်တော်တို့ကနေပြီးတော့မှအချိန်ကိုမြတ်မြတ်တတ်တတ်သုံးဆွဲထွက်ဖို့အတွက်ကိုအထူးသတိထားပြီးတော့မှဆောင်ရွက်ရမယ်ဖြစ်ပါတယ်တဲ့။နောက်တစ်ချက် ကကြတော့ communicate high expectation ဆိုတာကကိုလုံးတိုက်တဲ့အလုပ်မှာပေါ့နော်။နောက်တစ်ခါဆရာတွေကနေပြီးတော့မှចောင်းသားတွေနဲ့ဆက်သွယ်ပြောဆိုဆက်ဆံလိုက်တဲ့အခါမျိုးမှာ high expectation မျှော်လင့်ချက်မြင့်မြင့်ထားပြီးတော့မှသူတို့ကိုပြောဆိုဆက်ဆံရမှာဖြစ်ပါတယ်တဲ့။အဲနောက်ဆုံးချက်ကကြတော့သူကပါလဲဆိုတော့သူက respect respect ဆိုတာကလေးစားမှုရှိရမယ်ပေါ့နော်အဲ့လေးစားမှုရှိရမယ်ဆိုတာဘာကိုလေးစားမှုရှိရမှာလဲဆိုတော့ diverse talents diverse talent ဆိုတာဘာကိုပြောချင်တာလဲဆိုတော့လူတွေမှာကျမတို့တွေတယောက်နဲ့တယောက်နဲ့မတူညီတဲ့ talents ထူးချွန်တဲ့စွမ်းရည်တွေရှိပါတယ်နောက်တစ်ခါ ways of learning ways of learning ဆိုတာကသင်ယူမှုပုံစံတွေကတယောက်နဲ့တယောက်နဲ့မတူပါဘူးအဲ့တော့ကိုမျိုးလင်းထားတဲ့သင်ယူမှုပုံစံမဟုတ်တာနဲ့ပဲကိုမျိုးလင်းထားတဲ့စွမ်းရည်မဟုတ်တာနဲ့ပဲသူတို့ကိုကျမတို့ကနေပြီးတော့မှ disrespect လုပ်လို့မရပါဘူးသူတို့ကိုလေးစားမှုရှိရမှာဖြစ်ပါတယ်တဲ့ အဲ့တော့ဒါကတော့ဗာလဲဆိုတော့ဆီယမတို့တွေကြည့်ရမယ့်ခေါင်းစဉ်ပေါ့နော် Seven Principles of Good Teaching Practice မှာပါနေတဲ့အချက်လေးခုနှစ်ချက်ပါအဲ့တော့ဒီခုနှစ်ချက်လေးကိုဒီတိုင်းလေးပဲချရေးတယ်ဆိုတော့ကျွန်တော်တို့က short question တစ်ခုအနေနဲ့ဆက်မှတ်ပေးလို့မရပါဘူးအဲ့တော့ဆက်မှတ်ပေးလို့ရအောင်လို့ဗာလို့ရမယ်ဆိုတော့တစ်ချက်ချင်းစီတစ်ချက်ချင်းစီမှာရှိနေတဲ့အကြောင်းအရာလေးတွေကိုလည်းဆီယမတို့က discuss လုပ်ပေးရမှာဖြစ်ပါတယ် အဲ့တော့ဆွေးနွေးပေးနိုင်တဲ့အခါကျတော့မှကျမတို့ကအဲ့ဒါကြီးအကုန်လုံးကိုပေါင်းပြီးတော့မှဆက်မှတ်ပေးလို့ရမှာဖြစ်ပါတယ်။ဒီပုံစံလေးပဲ list လုပ်လာလဲဆိုရင်တော့ဒါက discount မဟုတ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒါကိုဆက်မှတ်ပေးလို့မရပါဘူး။ဆိုတော့အဲ့မှာပါနေတဲ့အချက်လေးတွေကိုတစ်ချက်ချင်းစီပြန်ပြီးတော့မှကြည့်ရအောင်။အဲ့တော့ပထမဆုံးဟာကပထမဆုံး principle ကကျတော့သူကဘာကိုပြောတာလဲဆိုတော့ encourage student faculty content နဲ့ကျောင်းသားနဲ့ဆရာနဲ့ဂျာထဲမှာထိတွေ့မှုကိုကျမတို့ကများနိုင်သမျှများအောင်လို့တိုက်တွန်းအားပေးရမယ်။အဲ့တော့ frequent content frequent content ဆိုတာခဏခဏတွေ့ရတွေ့ဖို့အတွက်ကိုပေါ့နော်ဘလိုနေရာမျိုးတွေမှာတွေ့မလဲဆိုတော့ in and out of the class တဲ့စာသင်ခန်းထဲမှာလည်းတွေ့လို့ရတယ်စာသင်ခန်းပြင်ပမှာလည်းတွေ့လို့ရတယ်မကြာခဏကြီးတွေ့ခြင်းအဖြစ်သူကဘာဖြစ်လာလဲဆိုတော့ကျောင်းသားရဲ့ motivation ကိုလည်းမြှင့်တင်ပေးရရောက်ပြီးတော့မှာကျောင်းသားကလည်းသင်ယူမှုဖြစ်စင်မှာသူကိုယ်တိုင်ပါဝင်လာမှာဖြစ်ပါတယ်တဲ့အဲ့တော့နောက်တစ်ချက်ကဘာလဲဆိုတော့ faculty concern ကျောင်းသားတွေကိုဆရာလေးအနေနဲ့စိတ်ဝင်စားရှိရဲဆိုတာကိုပြသခြင်းအပြင်ပေါ့နော်ကျမတို့ကနေပြီးမှသူတို့ကိုအထောက်ပံ့နေသူတို့ရဲ့ဒီခက်ခဲကြမ်းတမ်းတဲ့အချိန်တွေမှာလည်းအထောက်ပံ့နေဖြစ်အောင်လို့ကူညီပေးကူညီပေးနိုင်တယ်နောက်တစ်ခါ keeps on student working ဆိုတာကသူကကျောင်းသားကအလုပ်တွေလုပ်နေတဲ့အခါမျိုးမှာလည်းကျမတို့ကနေပြီးမှသူတို့ကိုပို့ပြီးတော့မှလုံခြုံကျင်စိတ်ရှိအောင်လို့တိုက်တွန်းအားပေးတယ်လို့ဖြစ်သွားပါတယ်တဲ့အဲ့တော့အတူတူအမြဲတမ်းအတူတူကွာရှိနေမယ် ကျောင်းသားနဲ့ဆရာနဲ့ကြားထဲမှာအသိပြီးတော့မှဝေးကွာနေရမျိုးမဟုတ်ပဲနဲ့ရှိနေမှဆိုရင်ကျောင်းသားရဲ့အကြောင်းကို knowing well ကိုကိုတိုင်းကောင်းကောင်းသိလာတဲ့အခါမျိုးမှာအဲ့လိုမျိုးဆိုရင်ကျမတို့ဘာတွေလုပ်ပေးနိုင်လဲဆိုတော့ကျောင်းသားရဲ့ intellectual commitment သူတို့ရဲ့ဉာဏ်ရည်ဉာဏ်သွေးပိုင်းဆိုင်ရာဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီးတော့လည်းပိုအားကောင်းအောင်လုပ်လုပ်ပေးနိုင်တယ် encourage to think about their own values and future plan သူတို့ရဲ့နောက်ပိုင်း plan တွေပေါ့နော်အနာဂတ်နဲ့ပတ်သက်တဲ့ plan တွေမှာသူတို့တွေဘာတွေလုပ်ချင်တာလဲ သူတို့ရဲ့ value တွေကဘာတွေလဲဆိုတာကိုသိချင်အပြင်သူတို့ကိုကျမတို့ကနေပြီးတော့မှတင်တင်ယူမှုဖြစ်စဉ်တွေမှာပို့ပြီးတော့မှအားကောင်းလာအောင်လို့ကူညီပေးနိုင်မှာဖြစ်ပါတယ်တဲ့အဲ့တော့ဒုတိယတစ္ဆေကကြတော့သူကဘာကို encourage လုပ်ခိုင်းတာလဲဆိုတော့ cooperation among student တောင်းသားအချင်းချင်းရဲ့ကြားထဲမှာပူးပေါင်းဆောင်ရွက်ဖို့အတွက်ကိုတိုက်တွန်းအားပေးပါတဲ့အဲ့တော့ landing လုပ်တဲ့ဆိုတာကသူကဘယ်ချိန်မျိုးမှာပို့ပြီးတော့မှအားကောင်းတယ်လဲဆိုတော့ then and solo race တယောက်တည်းဖက်နေတာတည်းဆိုင်ရင်တယောက်တည်းကြက်နေတာတည်းဆိုင်ရင်တယောက်တည်းပြေးနေတာတည်းဆိုင်ရင် team effort အဆုလိုက်တွေလုပ်တဲ့အခါကျရင်သူကတင်ယူမှုကပို့ပြီးတော့မှအားကောင်းလာတာကိုတွေ့ရပါတယ်တဲ့အဲ့တော့ good learning ဆိုတာကသူကဘာကိုပြောတာလဲဆိုတော့သူက collaborative and social အဲ့တော့သူများနဲ့အတူတကွပေါင်းသင်းဆက်ဆံပြီးတဲ့အခါကျတော့ပူးပေါင်းဆောင်ရွက်တတ်တဲ့အချင်းဟာ good learning လို့ခေါ်ပါတယ် not competitive and isolated တယောက်တည်းကြိတ်ပြီးတော့မှပြိုင်ဆိုင်ပြီးတော့မှလေ့လာနေတဲ့ဥစ္စာကအဲ့ဒါက good learning မဟုတ်ပါဘူးတဲ့အဲ့တော့ learning working with others တခြားလူတွေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းအပြင်ကျမတို့ကနေပြီးတော့မှ informants in learning လေ့လာသင်ယူမှုဖြစ်စင်မှာပို့ပြီးတော့လည်းပါဝင်လာနိုင်တာကိုတွေ့ရပါမယ်တဲ့အဲ့တော့တယောက်နဲ့တယောက်နဲ့ကြားထဲမှာ sharing one owns idea ကိုယ့်ရဲ့ကိုယ်ပိုင်အတွေးခေါ်တွေအကြောင်းကို share လုပ်မယ်မျှဝေပေးမယ် responding to other reaction တယောက်ယောက်ကနေပြီးတော့မှ react လုပ်တဲ့ဆိုရင်လည်းပြန်ပြီးတော့မှတုံ့ပြန်ပေးမယ်အဲ့လိုမျိုးတွေလုပ်တဲ့အခါမှာ improve thinking တွေးခေါ်မှုမှရောနောက်တစ်ခါနားလည်မှုမှရောပို့ပြီးတော့မှအားကောင်းလာတာကိုတွေ့ရပါတယ်တဲ့အဲအကြောင်းမလို့ကျောင်းသားချင်းချင်းကြားထဲမှာပူပေါင်းပါဝင်ဆောင်ရွက်ခြင်းအပြင်ကျမတို့က learning ကိုပို့ပြီးတော့မှအထောက်အကူဖြစ်တာကိုတွေ့ရပါတယ်တဲ့ဒါကလည်း good teaching practice မှာပါဝင်တဲ့ principle တစ်ချက်ထဲမှာပါဝင်ပါတယ်အဲ့တော့တတိယအချက်ကဘာကို encourage လုပ်ရမှာလဲဆိုတော့ကျမတို့က active learning active learning ဆိုတာကတက်ချွတ်စွာလေ့လာသင်ယူခြင်း ဒါကိုလည်းကျမတို့ကတိုက်တွန်းအားပေးရမှာဖြစ်ပါတယ်တဲ့အဲ့တော့ကျမတို့စာရည်တင်တဲ့အခါမှာ do not land mesh just sitting in classes အဲ့တော့စာသင်ခန်းထဲမှာငုတ်တုတ်ထိုင်နေခြင်းအဖြစ်လေ့လာသင်ယူမှုကအများကြီးမဖြစ်လာနိုင်ဘူးတဲ့အဲ့တော့စာသင်ခန်းထဲမှာဆိုရင်တော့ဘာတွေလုပ်မလဲဆိုတော့ listening to the teacher ဆရာတွေပြောတာကိုနားထောင်မယ် memorizing prepackaged assignment အဲ့တော့သူတို့ကိုငကိုရီကနေပြီးတော့မှလုပ်ဖို့ပြောထားတဲ့ assignment တွေကြောင့် memorizing အလွတ်ကျမှတ်မယ် now splitting out answer ပေါ့နော်အဖြေတွေကိုအလွတ်ချက်ပြီးတဲ့အခါကျတော့အဖြေတွေကိုပြန်ဖြေမယ်ပေါ့နော်အဲ့လိုမျိုးပြောလိုက်တဲ့အခါမျိုးမှာလေကျမတို့က master about အဲ့လိုမျိုးတွေလုပ်နေမယ်အစားပေါ့နော်အဲ့တော့အလွတ်ချက်မဲ့ပြန်ဖြေမယ်ဆရာတွေပြောတာထိုင်းနာထောင်းမယ်အဲ့လိုမျိုးတွေလုပ်နေမယ်စား mass talk about what they are learning သူတို့ဘာကိုလေ့လာသင်ယူနေတာလဲအဲ့ဒါတွေကိုပြောခိုင်းမယ်ဆွေးနွေးခိုင်းမယ်ပြီးရင် write about it အဲ့ဒါတွေကိုခြာရေးခိုင်းမယ်အဲ့ဒါတွေကိုကျမတို့ကနေပြီးတော့မှ relate it to the bus experience related ဆိုတာကကြတော့သူကအရင်တော့ကចောင်းသားတွေအနေနဲ့တွေးကြုံခန်းစားမှုတွေဟာနေပြန်ပြီးတော့မှဆက်ဆက်ပြီးတဲ့အခါကျတော့ apply it to their daily life သူတို့ရဲ့နေစဉ်ဘဝတွေမှာဒါတွေကိုဘယ်နေရာမှာပြန်သုံးမလဲအဲ့ဒါတွေကိုတွေးခေါ်ခိုင်းတဲ့ဥစ္စာမျိုးမှာ active learning လို့ခေါ်ပါတယ်တဲ့အဲ့တော့ active learning ဖြစ်တဲ့အခါကျတော့မှ mass made what they learn part of themselves သူတို့ကိုယ်တိုင်သူတို့ရဲ့အစိတ်ပိုင်းတစ်ခုနေနဲ့ဘယ်လိုမျိုးလေ့လာသင်ယူရမလဲဆိုတာကိုသိသွားမှာဖြစ်ပါတယ်တဲ့အဲ့တော့7 principle ထဲမှာနောက်ထပ် နံပါတ်၄ခုဖြစ်တဲ့ဟာလေးကတော့ဘာလဲဆိုတော့ give prompt feedback prompt feedback ဆိုတာကသူကဘာကိုပြောချင်တာလဲဆိုတော့ prompt ဆိုတာကမဆိုင်မတွအချက်ချင်းကိုပြောချင်တာပါအဲ့တော့ကျောင်းသားကမေးလာတဲ့အခါမျိုးမှာကျမတို့ကနေပြောမှာ feedback ပေးတဲ့အခါမှာအချိန်ဆွဲထားတာမျိုးမဟုတ်ဘဲနဲ့ချက်ချင်းပြန်ပြီးတော့မှတုံ့ပြန်ပါတဲ့အဲ့တော့ knowing what you know and don't know focus learning အဲ့တော့ကိုဘာသိလဲဆိုတာကိုလည်းသိရမယ်ကိုဘာမသိဘူးလဲဆိုတာကိုလည်းသိရမယ်အဲ့လိုမျိုးသိတဲ့အခါကျတော့မှကျမတို့က learning လုပ်တဲ့အခါမှာပို့ပြီးတော့မှ focus အာယုံဆိုင်လာနိုင်မှာဖြစ်တယ်တဲ့အဲ့တော့ចောင်းသားကတခါလေးကျရင်သူလေးလာတင်ယူနေတဲ့အခါမှာဘာတွေလိုအပ်လာလဲဆိုတော့ဆရာတွေကနေပြီးတော့မှသူ့ကိုပြန်ပြီးတော့မှ appropriate feedback appropriate feedback ဆိုတဲ့ဥစ္စာမျိုးကဘာကိုပြောချင်တာလဲဆိုတော့သူကတင့်တော်တဲ့တုံ့ပြန်မှုတွေလုပ်ပေးတာကိုသူကလိုအပ်ပါတယ်တဲ့အော် performance to benefit from courses အဲ့တော့ကိုယ့်ရဲ့စာတင်ကြားမှုစာတွေကနေတဆင့်ပေါ့နော်အဲ့ဒါတွေကိုပို့ပြီးတော့မှအကျိုးရှိအောင်လို့ဆောင်ရွက်ဖို့အတွက်ဆိုရင်တို့မှ appropriate feedback တွေလိုအပ်ပါတယ်တဲ့အဲ့တော့ចောင်းသားတွေဘာတွေလိုလဲကြည့်ရအောင် ကျောင်းသားတွေအနေနဲ့ဆိုရင်ကိုယ့်ရဲ့လေးလာသင်ယူသူတွေအနေနဲ့ဆိုရင်တို့မှာလက်ရှိရှိနေတဲ့ existing တို့လက်ရှိဘာကိုသိနေတာလဲနောက်တစ်ခါဘယ်လောက်ထိကို competence ကျွမ်းကျင်နေတာလဲအဲ့ဒါတွေကို assess လုပ်တဲ့အခါမှာလဲကျောင်းသားတွေကအကူအညီလိုအပ်ပါတယ်။နောက်တို့မှာဒီဥစ္စာတွေအကုန်လုံးကို perform frequent opportunity to perform ဆိုတာကဘာကိုပြောချင်တာလဲဆိုတော့သူကဒါတွေကိုလှုပ်ဆောင်ကြည့်ဖို့အတွက်ကိုတို့မှာအခွင့်အရေးတွေလည်းလိုပါတယ်။နောက်က receive suggestion for improvement သူလုံးနေတဲ့အလုပ်တွေကိုပိုကောင်းလာအောင်လို့လုံနိုင်မှုအတွက်ကိုလည်းသူတို့မှာအကြံဉာဏ်တွေလိုအပ်ပါတယ်တဲ့ Now need chance to reflect on သူတို့အဲ့တော့သူတို့မှာ reflection လုပ်ဖို့အတွက်ကိုအခွင့်အရေးတွေလည်းလိုပါတယ် What they have learned သူတို့ဘာတွေကိုလေ့လာသင်ယူသွားလဲ What they still need to know သူတို့ဘာတွေကိုသိဖို့လိုအပ်နေသေးလဲ How to assess themselves သူတို့ကိုသူတို့ပြန်ပြီးတော့မှဘယ်လိုမျိုး assess လုပ်ရမလဲဆိုတာကိုသူတို့ကသိဖို့လိုနေသေးတယ်။အဲ့လိုမျိုးသူတို့လိုအပ်တဲ့အချိန်မှာကိုယ့်ဘက်ကနေပြီးတော့မှအချိန်ဆွဲထားတာကြောင့်မရှိပဲနဲ့မဆိုင်မတွအ feedback ကိုပြန်ပေးပါတဲ့။အဲ့တော့နောက်တစ်ချက်ကကြတော့နံပါတ်5ချက်ကကြတော့သူကပါလဲဆိုတော့ emphasize time or task အဲ့တော့အလုံးလုံးတဲ့အခါမှာလည်းအချိန်ကိုဂရုစိုက်ပါတဲ့။အဲ့တော့များသောအားဖြင့် time plus energy ပေါ့နော်အချိန်ကုန်တာနဲ့အမျှအချိန်တွေအများကြီးကုန်မယ်ဆိုရင် energy တွေလည်းအများကြီးကုန်သွားတတ်တယ်။အဲ့ကြောင့်မို့သူက ဒီလိုမျိုးလေးလာသင်ယူတဲ့အခါမှာ learning to use one time well လူတစ်ယောက်ရဲ့အချိန်ကိုပေါ့နော် one time well ကောင်းကောင်းအသုံးချခြင်းအပြင် time management လည်းကောင်းလာနိုင်မယ်ပြီးတော့နောက်က professional alike ဆိုတာကပို့ပြီးတော့လည်းသူကဒီ professional ကြကြလည်းသူကလေးလာသင်ယူလာနိုင်မှာဖြစ်ပဲအဲ့တော့အချိန်ဘယ်လောက်ရလဲရလိုက်တဲ့အချိန်ပေါ်မှာမူတည်ပြီးတော့မှ allocating realistic amount of time ဆိုတာကအမှန်တကယ်အသုံးပြုနိုင်တဲ့အချိန်အတိုင်းတာဘောင်တွင်းမှာချမှတ်ခြင်းအပြင်ကျမတို့က ကျောင်းသားအတွက်ကိုလည်း effective learning ဖြစ်လာစေနိုင်တယ်။ဆရာအတွက်ကိုလည်း effective teaching ဖြစ်လာစေနိုင်ပါတယ်တဲ့။အဲ့တော့ဒီစာတစ်ခုကိုလေ့လာသင်ယူဖို့အတွက်ဆိုရင်အချိန်ဘယ်လောက်လိုလဲဆိုတဲ့ time expectation အချိန်မျှော်မှန်းချက်ပေါ့နော်။အဲ့ဒါကိုကျွန်တော်တို့ကနေပြီးမှဘလို့ညှိယူရမလဲဆိုတော့ကျောင်းသားရယ်ဆရာရယ်နောက်တစ်ခါကျောင်းရဲ့အုပ်ချုပ်မှုအဖွဲ့အစည်းတွေရယ်တခြား professional step တွေကနေပြီးမှသူက high performance ရဖို့အတွက်ကိုအချိန်ဘယ်လောက်လိုလဲဆိုတာကိုကျွန်တော်တို့ကပြန်ပြီးတော့မှညှိပြီးတဲ့အခါကျတော့ emphasize time on task ဒီအလုပ်တစ်ခုကိုပြီးမြောက်ဖို့အတွက်ကိုအချိန်ဘယ်လောက်လိုအပ်တယ်ဆိုတာကိုအဓိကဆုံးဖြတ်ပြီးတော့မှလုပ်ဆောင်မှာတဲ့အဲ့တော့နောက်နံပါတ်6အချက်ကကြတော့ဗာလဲဆိုတော့သူက communicate high expectation ဆိုတာကကျောင်းသားကိုကျမတို့က short တွက်ပြီးတော့မှပြောဆိုလို့မရဘူး short တွက်ပြီးတော့ဆက်ဆံလို့မရဘူးသူတို့ကလုံလိုက်စွမ်းအများကြီးရှိတယ် capacity အများကြီးပဲရှိတယ်အဲ့အတွက်ကြောင့်ကျမတို့က expect more ပို့ပြီးတော့မှများများမျှော်လင့်ထားမယ်ဆိုရင် you will get it ပို့ပြီးတော့မှများများရလာမယ်တဲ့ အဲ့တော့ဒီမှာ high expectations လူတိုင်းလူတိုင်းမှာ high expectation ကအရေးကြီးရယ်ပေါ့နော် for the poorly prepared သင်ဟိုပြင်ဆင်မှုအားနည်းတဲ့ကလေးတွေမှာပဲဖြစ်ဖြစ် for those and willing to exert themselves သူတို့ကိုယ်တိုင်အားမစိုက်ချင်တဲ့ကလေးတွေမှာပဲဖြစ်ဖြစ်ပေါ့နော်နောက်က for the bright and well motivated ဆိုတာကညံကောင်းပြီးတော့မှ motivation ကောင်းတဲ့ဒီလှုပ်ချင်စိတ်ညာတဲ့ကလေးတွေမှာပဲဖြစ်ဖြစ်ဘယ်သူမှမဆိုပေါ့နော် ပြင်ဆင်မှုအားနည်းတဲ့ကလေးမှပဲဖြစ်ဖြစ်ပြင်ဆင်မှုအားကောင်းတဲ့ကလေးမှပဲဖြစ်ဖြစ်ညံကောင်းတဲ့ကလေးမှပဲဖြစ်ဖြစ်ညံမကောင်းတဲ့ကလေးမှပဲဖြစ်ဖြစ်တို့ကိုကျမတို့က high expectation မျှော်လင့်ချက်ကြီးကြီးထားဖို့လိုအပ်ပါတယ်တဲ့အဲ့တော့ expecting the student to perform well ကျောင်းသားတွေကိုကြတော့ဒီလေးလာတင်ယူတဲ့ကလေးတွေကိုကြတော့ကျမတို့က expecting to perform well ပို့ပြီးတော့မှကောင်းကောင်းလုပ်နိုင်မှုအတွက်ကိုမျှော်လင့်ပေးခြင်းအပြင်ကျောင်းသားမှရောဆရာမှရောပို့ပြီးတော့မှအားဆိုင်လာစေရပါတော့เนาะအဲ့အတွက်ကြောင့်မို့ကျမတို့က သူတို့ကိုပြောဆိုဆက်ဆံတဲ့အခါမှာ communicate high expectation ဆိုပြီးတော့မှလုပ်ရမယ်တဲ့အဲ့တော့နောက်ဆုံးတစ်ချက်ဖြစ်တဲ့ seven principles of good teaching practice တဲ့မှာနောက်ဆုံး principle ဖြစ်တဲ့ respect diverse talents and ways of learning ဆိုတဲ့အချက်လေးပါအဲ့တော့ respect diverse talents and ways of learning ဆိုတာကဘာကိုပြောတာလဲဆိုတော့ဥပမာ diverse talent လူတွေမှာကျမတို့မှာမတူညီတဲ့ talents တွေထူးချွန်တဲ့စွမ်းရည်တွေရှိပါတယ်တယောက်နဲ့တယောက်နဲ့မတူနိုင်ပါဘူး နောက်တစ်ခါဝေးစော်လန်နေဝေးစော်လန်နေဆိုတာကတင်ယူမှုပုံစံတွေတောင်းနေတောင်းနေမတူနိုင်ပါဘူးတချို့ကကြတော့အတန်တွေတိတ်ဆိတ်သွားမှစာကြက်နိုင်တယ်တချို့ကကြတော့ပုံမှန်လဲစာကြက်နိုင်တယ်ပေါ့နော်နောက်တောင်းနေတောင်းနေကြတဲ့မှာ communication ထူးချွန်တဲ့လူတွေရှိမယ်တချို့ကကြတော့ communication မထူးချွန်ဘူးတချို့ကကြတော့မြန်မာစာမှာထူးချွန်တာရှိမယ်တချို့ကကြတော့သင်ချာမှာထူးချွန်တာရှိမယ်အဲ့တော့တောင်းနေတောင်းနေကြတဲ့မှာ talents တွေလည်းမတူသလိုတင်ယူမှုပုံစံတွေလည်းမတူပါဘူး ဒါပေမဲ့ကိုနဲ့မတူလို့တခြားလူကိုကျမတို့ကနေပြီးတော့မှဒါမဟုတ်ဘူးလို့ပြောစရာမလိုပါဘူး။သူ့ရဲ့ထူးချွန်တဲ့စွမ်းရည်၊သူ့ရဲ့တင်ယူမှုပုံစံကို respect လုပ်ရမှာဖြစ်ပါတယ်။အဲ့တော့လူတွေမှာဆိုရင် तू က different talents and styles of learning ပေါ့နော်။ talents အမျိုးမျိုးရှိတယ်၊ styles of learning အမျိုးမျိုးရှိတယ်။လူပေါင်းစုံလာတယ်ပေါ့နော်။အဲ့လိုမျိုးလူပေါင်းစုံလာတဲ့အခါမှာသူတို့မှာ need the opportunity to show their talents သူတို့ရဲ့ talents တွေကိုပြသဖို့အတွက်ကိုသူတို့မှာအခွင့်အရေးလိုတယ်။ lens in way that work for them သူတို့အတွက်ကိုအလုပ်ဖြစ်မဲ့ learning style မျိုးနဲ့သူတို့အနေနဲ့လေ့လာသင်ယူဖို့လိုတယ်တဲ့အဲ့တော့သူတို့ကိုတကယ်လို့ပေါ့နော်သူတို့သင်နေကြလေ့လာသင်ယူမှုပုံစံမဟုတ်ဘဲနဲ့ push to the learning in new way နောက်ထပ်အသစ်ဆန်းပုံစံတစ်မျိုးနဲ့ လေလာတင်ယူဖို့အတွက်ကို push တိုက်တွန်းအားပေးမယ်ဆိုရင် that do not come so easily ဝယ်ကူမှာတော့မဟုတ်ဘူးပြီအဲ့တော့သူတို့ကဘာကိုထူးချွန်လဲထူးချွန်တဲ့ပုံစံပေါ်မှာမူတည်ပြီးတဲ့အခါကျတော့လေလာတင်ယူမှုပုံစံကိုကျမတို့ကပြောင်းပေးရမှာဖြစ်ပါတယ်သူတို့ရဲ့လေလာတင်ယူမှုပုံစံတွေကိုလည်းကျမတို့ကလေးစားသတ်မှုရှိရမှာဖြစ်ပါတယ်တဲ့ ဲ့တော့ဒါလေးအကုန်လုံးကတော့ဒီခုနှစ်ချက်အခုပြောသွားတဲ့ခုနှစ်ချက်ကကြတော့ဘယ်ကောင်းစဉ်ရဲ့အောက်မှာရှိရလဲဆိုတော့ဆရာမတို့ကျင်းရမယ့်7 principles of good teaching practice ဆိုတဲ့ကောင်းစဉ်ရဲ့အောက်မှာရှိပါတယ်အဲ့တော့ခုနကရှင်းပြခဲ့တဲ့အချက်လေးတွေကိုပါအကုန်လုံးထည့်ပြီးတော့မှကျက်မှာပဲဆရာမတို့ဆက်မှတ်အပြည့်ရမှာဒီလိုမျိုးအတိုလေးတော့မကျက်ကြနဲ့နော်ဆိုတော့2.1 educational principle ရဲ့အောက်မှာ objective နှစ်ခုရှိရတဲ့မှာပထမ objective ဖြစ်တဲ့7 principles of good teaching practice ဆိုတဲ့ဥစားလေးကိုကျွန်မရှင်းပြပြီးပါပြီ ခဏနေနောက်ဗီဒီယိုကြရင်ကျွန်မ Principal of Adult Learning အကြောင်းလေးကိုဆက်ပြီးတော့မှရှင်းပြသွားမှာဖြစ်ပါတယ်ခဏလေး brain ယူလိုက်ကြအောင်เนาะ